Hello everyone, welcome to Hannah English Corner. Today we are going to learn English speaking patterns. So, Hannah ကအင်္ဂလိပ်စပီကင်အမြန်ပြောတတ်ဖို့ဆိုလို့ရှိရင်ဒီလိုမျိုး English speaking pattern လေးတွေကိုအရင်ပေါ်တော့လေ့လာဖို့လိုအပ်တယ်ပေါ့နော်။အဲဆိုလို့ရှိရင်ဒီနေ့မှာတော့ English speaking pattern 10ခုကိုရှင်းပြပေးမှာပဲဖြစ်ပါတယ်။ Okay, အဲဆိုလို့ရှိရင်ပထမတစ်ခုကိုကြည့်ကြအောင်နော်။ less plus buff one အဲ့အကြောင်ဘာလို့ပြောရလဲဆိုတော့ကိုကတခြားသူတယောက်ယောက်ကိုပေါ့နော်တခုအတူတူလှုပ်ဖို့ဖိတ်ခေါ်တဲ့အချိန်မှာတုံးလာပဲဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင် let's go for a walk လမ်းတူတူထွက်လျှောက်ရအောင် and let's let's play a game game အတူတူဆော့ရအောင်ဘာလို့ဆိုရင်ကြတော့ let's watch a movie tonight ဒီနေ့ညရုပ်ရှင်အတူတူကြည့်ရအောင်လို့ပြောပဲဖြစ်ပါတယ် โอเคอ่ะဆိုလို့ဆိုရင်ဒုတိယ speaking လေးကို speaking button လေးကိုတစ်ချက်ကြည့်ကြည့်အောင်เนาะ after decided to press buff one သူကကြာတော့တခုခုလုံးဖို့ဆုံးပြတ်ထားပြီးသားလို့ပြောရပဲဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုလို့ဆိုရင် I've decided to start exercising in the morning. မနက်ပိုင်းမှာဆိုလို့ဆိုရင်လေ့ကျင့်ခန်းစလုပ်မယ်လို့ဆုံးဖြတ်ထားတယ်။ဒုတိယတစ်ခုအနေနဲ့ဆိုလို့ဆိုရင် I've decided to join a yoga class. အဲ့ဆိုလို့ဆိုရင် yoga class join မယ်လို့သုံးဖြတ်ထားတာပဲဖြစ်ပါတယ်။ Okay အဲ့ဆိုနောက်ဆုံးတစ်ခုကြည့်ကြည့်မယ်နော်။ I've decided to cook dinner tonight. ဒီနေ့ညစာချက်မယ်လို့သုံးဖြတ်ထားတာပဲဖြစ်ပါတယ်။ Okay အဲ့ဆိုလို့ဆိုရင်နောက်ထပ် speaking pattern လေးတစ်ခုကြည့်ကြည့်အောင်နော်။ Uh do you enjoy plus buff ing အဲ့ကြာတခုခုလုံးရတာကိုပျော်လားဒါမှမဟုတ်ရင်ကြိုက်နေတက်လားအဲ့အဲ့လိုမျိုးမရပဲဖြစ်ပါတယ်။ဥပမာဆိုလို့ဆိုရင် Do you enjoy playing guitar? မင်းဂီတာသီးရလားကြိုက်လားတခုကကြတော့ Do you enjoy reading books? မင်းစာအုပ်တွေဖတ်ရပျော်လားကြိုက်နေတဲ့လားအဲ့လိုပြောရမှာဖြစ်ပါနောက်ဆုံးတခုကကြ Do you enjoy singing a song? မင်းတချင်းဆိုရတာပျော်လားကြိုက်နေတဲ့လားလို့မေးရပဲဖြစ်ပါတယ်နောက်တခုကကြ I think plus ထင်နေရတယ်။အဲအကြာတစ်ခုခုနဲ့ပေါ့နော်အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီးငါထင်တယ်လို့ပြောရပဲဖြစ်တယ်ပေါ့နော်။ဥပမာဆိုရင်ကိုထင်မြင်ချက်ကိုပြောရပဲဖြစ်ပါတယ်။ဥပမာဆိုလို့ဆိုရင် I think it is going to rain today. ဒီနေ့မိုးရွာမယ်လို့ငါထင်တယ်။ I think learning English is fun. အင်္ဂလိပ်စာလေ့လာရပျော်ဖို့ကောင်းတယ်လို့ထင်တယ်။ I think he forgot about their meeting. သူ meeting ရှိရဆိုအောင်မေ့နေရလို့ငါထင်တယ်။ အဲ့လိုပဲပြောရလို့ရှိပါတယ်။နောက်တစ်ခုကတော့ can i order something could i plus platform ဖြစ်ပါတယ်။အဲ့အကြောင်းနိုင်မလားပေါ့နော်။တယောက်ယောက်ကိုအဲ့လိုမျိုးတယောက်ဆရာတွေကခွင့်ပြုချက်တောင်းတဲ့အချိန်မှာတုံးတာပဲဖြစ်ပါတယ်။ Can I plus buff one ကြတော့နည်းနည်းကိုကရင်းနှီးပြီးသားလူရယ်ပေါ့နော်ဥမာဆိုတော့တကယ်ချင်းနေပါရဲ့ဥမာမေးလို့စင်ပြောလို့စင်ရတယ်ပေါ့နော်သူကじゃနည်းနည်းလေး inform ကြတယ်ဥမာဆိုလို့စင် Can I use your phone? Can I use your phone? ငါမင်းဖုန်လေးခဏလောက်သုံးလို့ရမလား Can I open the window? Can I open the window? ငါပရင်ပေါက်ဖွင့်လို့ရနိုင်မလားရလား Can I Can I ask you a question? Can I ask you a question? မမေကိုမေကိုနေမေးလို့ရမလားလို့ပြောရပဲဖြစ်ပါတယ်မေးရပဲဖြစ်ပါတယ်နောက်တစ်ခုကကြောင့် crime plus perform ပေါ့နော်။သူကကြတော့နည်းနည်းလေး format ကြရပေါ့နော်။ပြီးလို့ရှိရင် top format ကြရပြီးလို့ရှိရင်လည်းအမျိုးမေကုမေးရလေးကလည်းရှင်ကြီးရပေါ့နော်။ဥမာလေးတစ်ချက်ကြည့်ကြအောင်နော်။ Could I could I borrow your pen please? Could I borrow your pen please? မမေးပေါ်ပြောင်းခဏလောက်ငားလို့ရနိုင်မလား? Could I speak to the manager? Could I speak to the manager? မန်နေဂျာနဲ့စကားပြောလို့ရနိုင်မလားရမလား could i get a glass of water could i get a glass of water ငါရေတစ်ခွက်လောက်ရမလားလို့မေးရပဲဖြစ်ပါတယ် not that speaking pattern လေးတစ်ခုကတော့ i promise not to plus perform ပဲဖြစ်ပါတယ်အဲ့အားလေးကကြာတစ်ခုခုမလုပ်ဖို့ဂရိပေးထားပဲဖြစ်ပါတယ်ဥမာလေးတစ်ချက်ကြည့်ကြအောင်နော် i promise not to eat junk food i promise not to eat junk food အားကြပါဦးပြောလဲဆိုလို့ဆိုရင်အဲကျမ်းမာရေးနဲ့မညီညွတ်တဲ့အစားအစာရင်မစားဘူးခရီးပေးထားတယ်။နောက်တစ်ခုကကြ I promise not to forget her birthday. I promise not to forget her birthday. သူမရဲ့မွေးနေ့ကိုမမေ့ပါမမေ့ဘူးလို့ခရီးပေးထားတယ်။ I promise not to be late again. I promise not to be late again. အန်တဘီနောက်မကြောက်ဘူးခရီးပေးထားတယ်။ promise not to use my phone during class. I promise not to use my phone during class. အတန်းစာသင်ချိန်အတွင်းမှာဆိုလို့ရှိရင်ဖုန်းမသုံးဘူးလို့ခရီးပေးထားတယ်။ I promise not to spend too much money. I promise not to spend too much money. ပတ်စံအရင်မဖြုံးဖို့မသုံးဘူးလို့ခရီးပေးထားတယ်။ ူကတော့ I usually plus buff one ပေါ့နော်။သူကဆိုကိုနေ့စဉ်နေတိုင်းလုပ်လို့ရှိရဲ့အလေးချင်းတွေအကြောင်းပြောရတဲ့အချိန်မှာဆိုလို့စင်သုံးတယ်။ဥပမာလေးတစ်ချက်ကြည့်ကြအောင်နော်။ I usually wake up at 6 a.m. I usually wake up at 6 a.m. ငါမောင်းလိုက်ဆိုလို့စင်ထားလို့ရှိရဲ့ I usually go for a walk after dinner. I usually go for a walk after dinner. ငါညစာစားပြီးတာရင်လမ်းလျှောက်ထွက်လေရှိတယ်။ I usually drink coffee in the morning. I usually drink coffee in the morning. ငါမနက်တိုင်းငါမနက်ဆိုလို့စင် coffee တောက်လေရှိရဲ့။ I usually read a book before bed. I usually read a book before bed. ငါညအိမ်ရောက်မဝင်ခင်ဆိုလို့စင်စောက်တောက်ဖက်လေရှိရဲ့။ I usually eat rice for lunch. I usually eat rice for lunch. နေ့လယ်စာဆိုလို့ဆိုအမြင်လို့လို့သမီးမဲစာလေးရှိတယ်။ but will you be able to plus buff one ပဲဖြစ်ပါတယ်။အဲ့ဟာတော့မင်းနိုင်မလားပေါ့နော်လုံးနိုင်ပါမလားအာဖြစ်နိုင်ပါမလားအဲ့လိုမျိုးရေးမဲ့အချိန်မှာတုံးတယ်ပေါ့နော်။ can you as well will you be able to နဲ့တုံးလို့လည်းရပါတယ်။ဥမာလေးတစ်ချက်ကြည့်ကြည့်မယ်နော်။ will you be able to come to the meeting tomorrow? will you be able to come to the meeting tomorrow? may my Will you be able to help me with my homework? Will you be able to help me with my homework? Minga Will you be able to send the report by Friday? will you be able to send a report by Friday? ဒီမောဒီမ on Friday လို့မတော်ဘူးနဲ့ by Friday လို့တုံးထားရပါတော့။အဲ့ဟာလေးကဘာလို့ပြောရလဲဆိုလို့ရှင် by Friday ဆိုတာကဒီတောက်ချောင်တွေကိုနောက်ဆုံးထားပြီးတော့ဒီ report တွေကိုမင်းပို့ပေးနိုင်မလားလို့မျိုးပြောတာ။ဒီတောက်ချောင်တွေထဲရက်ကကြော်လို့မရတော့တောက်ချောင်တွေကိုပဲနောက်ဆုံးထားပြီးပို့ပေးရမှာကိုပြောပဲဖြစ်ပါလေ။ အခုကတော့ I'm going to plus perform ပဲဖြစ်ပါတယ်။အဲ့ဒါတော့ဒီ I'm going to တဆုရဲလေးပေါ့နော်။အဲ့ဒါကြာတခုခုလုံတော့မယ်လို့ပြောရပါပဲဖြစ်ပါတယ်။တခုပေါ့နော်အနာကမှာတခုလုံတော့မယ်မကြမီအချိန်တွင်းမှာဥပမာဆိုရင်နောက်လာလည်းဖြစ်နိုင်တယ်ဒီနေ့ညလည်းဖြစ်နိုင်တယ်။အမှန်စင်နောက်နေ့ထဲလည်းဖြစ်နိုင်တယ်ပေါ့နော်။တခုခုလုံတော့မှာပေါ့နော်။ I'm going to တနေ့ညသွားရလို့ပြောမှာပြောတာမဟုတ်ဘူးပေါ့နော်။ဒီ speaking pattern မှာတော့ဥပမာလေးတစ်ချက်ကြည့်ကြည့်အောင်နော်။ I'm going to start a new job next month. I'm going to start a new job next month. I'm going to study for the exam tonight. I'm going to study for the exam tonight. I'm going to buy a new phone soon. I'm going to buy a new phone soon. ။အမကြာမီချိန်မှာဆိုလို့ရှိရင်မလဲဆိုလို့ရှိရင် form အတိဝယ်မှာပဲဖြစ်ပါတယ်။ဝယ်တော့မယ်ပေါ့နော်။ I'm going to travel to Japan next year. I'm going to travel to Japan next year. ဟာနောက်နှစ်ထဲဂျပန်ကိုအလဲပခီးစဉ်သွားမှာ။နောက်ဆုံး speaking pattern လေးကိုတစ်ချက်ကြည့်ကြည့်အောင်နော်။ Uh subject plus am or don't say is or are plus buffer ing အဲ့ဒါတော့အခုလက်ရှိပေါ့နော်တခုခုလုပ်နေတီကိုပြောရမှာဖြစ်ပါတယ်။ ဥပမာဆိုလို့ရှင်ဆက်ဖြတ်နေရမှာ i ဆိုလို့ရှင် m ကိုတုံးတယ်အာ u ဆိုလို့ရှင် or we ဆိုလို့ရှင် or they ဆိုလို့ရှင် or ကိုတုံးတာပဲဖြစ်ပါတယ် he လို့ရှင် she it it ပေါ့နော်အဲ့လေဆိုလို့ရှင် ja it တို့ ਆ ကြတော့ is is ကိုတုံးတာပဲဖြစ်ပါတယ်ဥပမာတစ်ချက်ကြည့်ကြအောင်နော်နေဆိုလို့ဆိုရင် I am sitting I am sitting ဟာထိုင်နေတယ် You are learning English you are learning English မင်းတို့ကအင်္ဂလိပ်စာလေ့လာနေရယ် we are listening to music we are listening to music နောက်ရတချင်းနားထောင်နေရယ် they are playing football they are playing football တို့ရပါလဲဆိုရင်ဘောလုံးကန်နေတယ် he is cooking he is cooking သူကချက်နေတယ်ဟင်းချက်နေပါတော့အဥမာဆိုလို့ဆိုရင် he is cooking dinner he is cooking dinner သူကဘာလဲဆိုရင်ညစာချက်နေတယ်။ဘာလို့နေလဲဆိုတော့သူကညစာချက်နေတယ်။ she is reading a book she is reading a book သူမစောင်းဖတ်နေတယ်။ the dog the dog ကကြာ it it အစားထိုးလို့ရပါနော် it is barking loudly it is barking loudly အခွေးရပါနော်အကြိမ်ဟောင်းနေတယ်။ โอเคအဲဆိုလို့ဆိုရင်ဟန်နာကဒီနေ့ speaking pattern လေး10ခုကို ရှင်းပြပေးသွားပဲဖြစ်ပါတယ်အဲဒီ video လေးမှာလည်း speaking pattern လေးရှင်းပြပေးမှာမလို့ဟန်နာရဲ့ video လေးကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်โอเคအဲဆိုလို့ဆိုရင်နောက်ထပ် video လေးမှာပြန်တွေ့မယ်နော် bye bye